လေးဆိုတာကအော်ကိုယ့်ရဲ့ချစ်ရတဲ့သူခင်ရတဲ့သူရှိလို့ရှင်ဘယ်တော့ပန်းဆိုလို့ရှင်လဲဥပပြလေးလိုချင်ကြရတယ်အာရေဆိုလို့ရှင်လဲဟိုသူများလာလောင်းတာချက်ဟိုသူများလောင်းတာလဲဆိုခိုင်းရဲဆိုပေမဲ့ဒါပေမဲ့အဲ့လိုဟိုတစ်ချက်မှာကိုချစ်ရတဲ့သူကပထမဆုံးလောင်းသွားကြတဲ့ရေလေးကိုပဲလိုချင်ကြတာဆိုတော့လေအဲ့နောက်ပိုင်းမှာကြက်တဲ့သူလောင်းအဲဆိုရင်ဆိုလို့ဆိုလို့ရပြီဆိုတော့ကိုယ်တိုင်းကလည်းအဲ့ဒီတိုင်းမှာတော့ပါရလူကပြောလို့ရတာပေါ့နော် ရင်တော့ဆိုတော့ဒီကောင်လေးချောပြီဆိုလို့ရှိရင်အဲ့လိုရေပက်ကြရလေးရှိရလေအဲကိုကောင်လေးကြောက်ကအဲ့လိုနေတိုင်းရေလာလောင်းနေပြီဆိုဟဲ့ဒီကောင်လေးကငါ့ကိုသဘောကျနေပြီလားမသိဘူးဆိုအဲ့လိုစိတ်ကလေးပေါ့ဆက်ကြောတဲ့အရွယ်မှာတော့ရင်ခုန်ရတာပေါ့ရှိခဲ့တယ်ပေါ့ရှိခဲ့တယ်ပေါ့ဆက်ကြောတဲ့အရွယ်အဖေနဲ့မင်းနဲ့ကြည့်နေစူးနေကိုအဲဆက်ကြောတဲ့အရွယ်တော့တော့ရှိတာပေါ့အဲအဲ့လိုရေလာလောင်းတဲ့ကောင်လေးရောရှိတာပေါ့ဟဲ့ဒီကောင်လေးကငါ့ကိုသဘောကျလို့လားမသိနေတိုင်းနီးပဲအဲ့လိုတော့လောင်းလို့ရှိရင်ပျော့တာပေါ့အဲ့ဒါဟုတ်တယ်မမရဆိတ်နှဆုလေးပျောက်သွားတာအဲ့လိုအကိုကြီးငငယ်တုန်းကပဲတော်တော်ကြာပြီး အာသူတို့သူတို့ကြာပြီစိန်သက်ဆိုလေးပြောက်ဘူးအဲ့လိုပဲအဲ့လိုမှကန်တော်ကြီးကန်တော်ကြီးမှာသစင်းနေလောက်ကြရတဲ့အချိန်ပေါ့အဲ့လိုလမ်းနေရှောက်အကိုကြီးနဲ့လမ်းရှောက်ပြီးရှောက်သွားကြည့်ကြရတဲ့အချိန်မှာအိမ်လဲပြန်လဲပြန်လာတော့လက်စွပ်ကမရှိတော့ဒီလုံးဆက်ကားကတော့ဒါ တူနေပေါ့နော်အခုလူမှုဖြစ်နေတဲ့ဒါပွဲပွား group မှာတဲ့ကပေါ့မောင်နှမလိုပဲအာယင်းနိခင်မရရဲ့ကိုအောင်ရေချမ်းကနေပြီးတော့ဒါဖိတ်တဲ့အတွက်ကြောင့်သူကလည်း live help ဖြစ်တာပါရှင်ဟုတ်ကဲ့ဟုတ်ဒီလုံးဇလန်လေးကိုတူတူဒါဖတ်ထားလေးရှိရပေါ့နော် director ကိုပြဖြိုးနိုင်ကရေးတင်တဲ့ဟာမှာလည်းဒါသဘာဝလုံးဖြစ်ရစမ်းလေးဆိုပြီးတော့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်တူတူအဲ့လိုကားမျိုးဆိုလို့ရှိရင်စိတ်ဝင်စားတယ်အချစ်ကားရတဲ့အချစ်ကားရတဲ့ပေါ့နော်အဲ့လိုသဘာဝလုံးကားလေးတွေပို့ပြီးတော့ပေါ်ကြတာဆိုတော့ဘယ်လိုမျိုးပလော့လေးနေဘယ်လိုမျိုးလေးပေါ့နော်အထူးဆန်းလေးဖြစ်မလဲဆိုတော့ရှင်ခုံနဲ့ အခုဒီမှာပြီးအနည်းပြမှာဆိုတော့လေအဲ့ဒါလေးကိုတော့သူတို့ကတော့စောင့်ကြည့်ရမယ်လို့တော့ချင်ပါတယ်ရှင်။ဟုတ်ကဲ့။ဒီချိန်မှာတော့ဘာမှတော့မရှိသေးပါဘူး။ဘာမှတော့တွေးထားတာမရှိသေးဘူးပေါ့နော်။အဲ့လိုခီးသွားပြချင်တယ်သွားပြမယ်။ Okay ငွေချင်းတွေစုလို့မရအောင်ကြည့်လို့မရအောင်ဆိုလို့ရှင်တော့အိမ်မှာပဲနေရှိမယ်ပေါ့နော်။အိမ်မှာပဲအဲ့လိုမုံလေးလှုပ်ရှားပြတာမျိုးလေးပဲရှိမယ်လို့တော့ချင်ပါတယ်။အခုထိတော့ဒီဒီကြကြလေးတွေးထားတာဘာမှမရှိသေးဘူးပေါ့လေ။ဟုတ်။နှစ်မျိုးလုံးပဲ။ဟိုတကယ်တကယ်ရင်းနေစုလို့ရရဆိုလို့ရှင်တော့ကဲတယ်။ဟိုငငယ်တော့ဆိုတော့ဒီအိမ်ရှိမှာထွက်ပြီးတော့ဒီရက်ွက်တဲ့အိမ်ရှိမှာပဲပြီးတော့ဒါ ဘယ်လိုပဲရေပိုင်းနေချာပြီးတော့ဒီပတ်တဲ့နေမှာပါတယ်ခွဆောင်ကုရဲတဲ့နေမှာပါတယ်အသက်ကြီးလာတော့အပွဲပွဲလန်းနေရှိတာတော့အဲ့ပွဲလန်းတွေကိုသွားပြောကဲတဲ့နေမှာပါတယ်အဲ့လိုဟိုတခါကျလို့ရှိရင်တော့ဘာမှမရှိဘူးဆိုအိမ်မှာပဲနေကြည့်တယ်ဟိုအရင်ညင်းနေတယ်လည်းမပါဘူးပေါ့အာလက်စွပ်ပြောက်ဘူးရဲ့အဲ့ဒါဟုတ်တယ်မမရစိတ်လက်စွပ်လေးပြောက်သွားတာအဲ့လိုအကိုကြီးငငယ်တုန်းကပဲတော်တော်ကြာပြီအာတော်တော်ကြာပြီ စိန်သက်စွန်လေးပြောက်ဘူးအဲ့လိုပဲအဲ့တော့ကန်တော်ကြီးကန်တော်ကြီးမှာသကြဲနေလောက်ကြရတဲ့အချိန်ပေါ့အဲ့လိုလမ်းနေရှောက်အကိုကြီးနဲ့လမ်းရှောက်ပြီးရှောက်သွားကြည့်ကြရတဲ့အချိန်မှာအိမ်လေးပြန်လဲပြန်လာတော့လက်စွပ်ကမရှိတော့အမေကပြောရဲသေးတယ်ကြောက်တာပေါ့နော်ဟဲ့ငါပြောလိုက်ရင်ငါအစုခဲကလေးဆိုတော့စုခဲရတော့မှာဆိုတော့တည်ရလေကြောက်ခါလေကြောက်တယ်အဲ့ကိုကိုတိုင်းမပြောရဲတော့အဲ့အမရဲ့အကိုကြီးဆီကနေပြီးကောက်ပေါ့ယူပြီးသူတို့တွေကပြောပေးရတယ် အဲ့တော့မအမီရပါမမစူတော့တာပေါ့နော်အဲ့တဆူလေးပြောက်ကူးတာတော့မမရရပါပဲဟုတ်ရှင်ဘလို့ဘလို့ပြောက်သွားမှမဟုတ်မသိအဲ့လိုချောချောပြီးရေရင်နဲ့ဆိုရလို့ချောပြီးထွက်သွားတာ ਨੇ တူရဲ့ဒီကဘလို့ပြောက်သွားမှမဟုတ်မသိခဲ့လိုက်ကြတာအဲ့ဒီမှာကိုပါလာဆိုပါရဲ့ပါရဲ့နေတယ်လည်းရှိရပါတော့မပိုင်းနေတယ်ရှိရဲမိကလေးဆိုတာကအော်ကိုယ့်ရဲ့ချရာရဲ့သူခရာရဲ့သူရှိလို့ရှင်ဘရောက်ပန်းဆိုလို့ရှင်လည်းဦးဖပြလေးလိုချင်ကြရဲအာရေဆိုလို့ရှင်လည်းဟိုသူများလာလောင်းတာချက်ဟိုသူများလောင်းတာလည်းဆိုခိုင်းနေလဲဆိုပေမဲ့အဲ့လို ဟိုတစ်ချက်မှာကိုချစ်ရတဲ့သူကပထမအဦးဆုံးလောင်းသွားကြတဲ့ရေလေးကိုပဲလိုချင်ကြတာဆိုတော့လေအဲ့နောက်ပိုင်းမှာကျတဲ့သူလောင်းအဲဆိုရင်လိုဆိုလို့ရပြီဆိုတော့ကိုတိုင်းကလည်းအဲ့ဒီတိုင်းမှာတော့ပါရလူကပြောလို့ရတာပေါ့နော်အဲ့ဟာကလေပထောက်ပန်းသစ္စာရှိရဲဆိုတာကြောင့်ဘယ်လိုပြောမလဲလေဂျန်ဆိုတာချက်ပထောက်ပန်းမှာလေအရင်ကလူချင်ကြတာလေဂျန်မှာမိုးရွာရောလေဂျန်အတွက်သစ္စာရှိရဲထင်ကြတာပေါ့အမှန်တော့သူတို့ကျွန်တော်အဲ့လိုမဟုတ်တော့ဘူးချင်းနဲ့ပထောက်ပန်းသစ္စာရှိတာကလားပထမအဦးဆုံးမိုးရွာတဲ့အချိန်ကိုသစ္စာရှိရဲလို့ရောအခုကအဲ့လိုမှတ်လို့ရတာပေါ့နော်လေဂျန်မှာလေပထောက်ပန်းကပွင့်လားဆိုမပွင့်တော့ဘူးမပွင့်တော့ဘဲနဲ့ ဲ့ဒါမိုးလေးအဲ့ကာလမှာရွာသွားပြီဆိုတော့လည်းသူကပွင့်ပေးပြီဆိုတော့လေမိုးအပေါ်မှာပဲသူစားရှိရလို့တော့ကျွန်တော်တို့ချင်ပါတယ်ရောဘန်းလက်ဆောင်ရဘူးလားရဘူးပါပေါ့အဲအရန်ကြော်လားကြော်တော့ကြော်ရင်ပြီးအလုပ်လို့ရှုပ်သွားတော့ဒီကဘရော့ဘန်းကြီးကကြွေသွားပြီးတော့လေဟိုဒီလိုလေပြေးကျေးသွားအမေကပြောပြီးနင်ဘရော့ဘန်းကြီးကငါတို့ကလိုက်ပြီးတော့လိုက်သိမ်းရပြီဆိုပြီးတော့လေဟိုဘရော့ဘန်းရရလေပြောတယ်အဲ့အနှံလေးကိုလည်းအရန်သဘောချရဲ့ဘရော့ဘန်းချက်သွားပြီးဆိုလို့ရှိရင်သိမ်းရတဲ့တကူကတော့တော်တော်လေးအလုပ်ရှုပ်တာပေါ့နော်ဟုတ် ခုနောက်ပိုင်းအဲ့လိုရေမလောင်းတော့ရေမလောင်းတော့ကြပါပြီတိလားဘယ်လိုမလဲအကုန်လုံးကအခုအခြေအခြေတွေဖြစ်ကုန်ကြပြီတိမလောင်းသွားလောင်းရင်တော့မဟဲသူ့ကိုသဘောကျလို့လားငါ့ကိုကြိုက်လို့လားဖြစ်ကုန်ကြအောင်မယ်အဲ့တော့အကုန်လုံးအခုခေတ်ယောက်ျားလေးရေမင်းကြီးလေးအကုန်လုံးကတော့ဘသူစမလဲသူစမလားကိုစမလားဆိုပြီးတော့ရှိနေကြတာဆိုတော့လေ အရင်လိုမဟုတ်ကြတော့ရင်တော့ဆိုတော့ဒီကောင်လေးချောပြီဆိုလို့ရှိရင်အဲ့လိုရေပက်ကြရလေးရှိရလေအဲကိုယ်ကောင်လေးကြောက်ကအဲ့လိုဒီတိုင်းရေတာလောင်းနေပြီဆိုဟဲ့ဒီကောင်လေးကငါ့ကိုသဘောကျနေပြီလားမသိဘူးအဲ့လိုစိတ်ကလေးပေါ့ဆက်ကြောက်တဲ့အရွယ်မှာတော့ရင်ခုန်ရတာပေါ့ရှိခဲ့တယ်ပေါ့ရှိခဲ့ပေါ့ဆက်ကြောက်တဲ့အရွယ်အဖေနဲ့မင်းနဲ့ကြည့်နေစူးနေကိုအဲဆက်ကြောက်တဲ့အရွယ်မှာတော့ရှိတာပေါ့အဲအဲ့လိုရေလာလောင်းတဲ့ကောင်လေးရောရှိတာပေါ့ဟဲ့ဒီကောင်လေးကငါ့ကိုသဘောကျလို့လားမသိဘူးဒီတိုင်းနီးပဲအဲ့လိုတလားလောင်းလို့ရှိရင်ပျော်တာပေါ့အဲ့လိုမကနေရလားအဲ့လိုတမန်နဲ့တည်းမှာသူစိုးကြရင်လည်းအဲ့လို လို့ရှင်ကားဟေးရလို့အကြီးလားလောင်းညာမျိုးလေးပေါ့ပြောလို့တော့ကောင်းပါရင်ခုံကရွယ်လေးပေါ့ဆိုကြတဲ့ဆိုတော့လေဝမ်းသာပါရဲ့လို့ဂုံလဲဂုံယူပါအမဟုတ်လို့ရှင်ကိုရီးယားယဉ်ကျေးမှုတွေကိုတခြားသူတွေရတာတဖြည်းဖြည်းနဲ့ပေါ့လေဟိုသူတို့ယဉ်ကျေးမှုမှန်ဟိုတက်နေပြီးတော့ယူနေကြတာဆိုတော့ ခုလိုမျိုးဒါ UNESCO ဝင်သွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့ဝန်တိုင်းအာကိုရင်ချင်းမှုဖြစ်သွားပြီဆိုရပြီးတော့ဒါဝိုင်းဝန်းကူညီပေးခဲ့ကြရပေါ့နော်ဒါအမတွေတင်းတွေတကူလုံးတော့ကျေးဇူးအများကြီးတင်ပါရဲ့လို့ဒီကဒီကနေပြောချင်ပါတယ်ဟုတ်โอเคပါပရိသတ်ကြီးပေါ့နော်လာမယ့်နှစ်သစ်မှာစိတ်သစ်လူတွေနဲ့ပျော်ရွှင်နိုင်ကြပါစေစီးပွားရေးတွေလည်းကောင်းမွန်ကြပါစေလို့ပြောချင်ပါတယ်ပြီးတော့ရာသီဥတုကလည်းအရန်ပူနေတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့လည်းဂရုစကြပါလို့ဒီကပြောချင်ပါတယ်ရှင်